ဒီဗီဒီယိုကြည့်နေပြီဆိုလို့ရှိရင်မြန်မာချက်ကစပင်းအကြောင်းလုံးဝမပြောပါနဲ့နော်ပြောမလို့ပြမယ်အဲဒီအခုပြောချင်တဲ့အကြောင်း relationship တွေအတွက်ပေါ့နော်အဓိကထားပြီးပြောချင်တာကွာဟွန်းတချို့နေရာမျိုးတွေမှာ main ကလေးတွေဘက်ကလွန်နေရာမျိုးတွေရှိတယ်အဲဒီခါလေးကြောင့်ရှင်လာပြောရကွာတဲ့မှာအမဖီးရဖီးရဒါကဒီလိုဖြစ်တယ်အခုစဉ်းစားလို့ဟာဘာလဲဟာတဲ့မှာအဲဒီတော့ तू က လွန်နေရမျိုးကွာဒါပေမဲ့ကိုကမေအဲ့ကောင်မလေးကိုတွားပြီးတော့လေအာမဟုတ်ဘူးညီမလေးဒါဒီလိုဒီလိုလို့ပြောကြည့်အာမဟုတ်ဘူးမဘာညာစားရမပြောချင်တော့ဦးတင်လားအဲ့ဟိုဘလိုပဲဖြစ်ဖြစ်ဒီဥစ္စာယောက်ျားလေးဘက်ကလိုက်ပြောတာလုံးဝမဟုတ်ပါဘူးနှစ်ယောက်သားဟိုအစဉ်ပြေနိုင်မဲ့ဟို facts လေးရေးပေါ့နော်ဒါလေးကိုနည်းနည်းစဉ်းစားတာလို့ရအောင်လို့ကွာအတောင် notes လေးရေးမှုပါတယ်အဲ့အောက်က link တွေမှာကြည့်လို့ရတယ်ဟမ်အာအချက်မှာကွာအနိုင်ရှုံးဆိုတာမရှိဘူးအဲ့ကွာတူတူလုံးလုံးငါ့ကိုကြောတာ တောင်းတော့တက်တက်လောက်တာအော်လုံးဝရင်းရောမှတ်ထားပြီးတော့နောက်တာမျိုးငါပြန်လို့ရမှကျင်းတယ်အဲ့မဖြစ်တင်ဘူးဒီလားရှင်မနိုင်ရုံးဆိုမျိုးဘာလို့ဆိုတော့စဉ်းစားကြည့်ကွာကို့ဘောတာချင်းညာခါလေးဩသူကြောအောင်ငါတငယ်ချင်းပဲလေးဆိုပြီးတော့ခုလူပေးလိုက်ရတာမျိုးတွေရှိရကွာချစ်သူမခွင့်လွတ်နိုင်ဘူးလားဟုတ်တယ်မသူလည်းလူပဲကွာတခါတလေမှအခက်မသိလို့ဖြစ်သွားတာမျိုးရှိမယ်ဒါခွင့်လွတ်ပေးနိုင်ရမယ်တော့နော်အဲနံပါတ်၁ချက်ပေါ့နော်နောက်တစ်ခုကနံပါတ်၂ကအချက်မှ give and take ဆိုတာမျိုးရှိဘူးအဲ့တော့ငါတို့လို့လုပ်ပေးလိုက်ရင် ငါဒါပြန်ရရမယ်လို့ဘယ်တော့မှမျော်လင့်တာမျိုးမလုပ်နဲ့အဲ့ဒါအရင်ပူလောင်ကြည့်တယ်ဒါကိုယ့်ကိုအေးချမ်းနိုင်နေနေဘူးနော်ကိုကဟိုတို့ဘာမှဘာပကသနာမပါဘဲနဲ့မေတ္တာစစ်စစ်နဲ့လှုပ်ပေးလိုက်တာမျိုးပဲဖြစ်တင်တယ်အဲ့မှာအေးချမ်းမှာဘယ်တော့မှပြန်ရဖို့ဆိုမမျော်လင့်နဲ့အာကောင်းဆုံးပဲအဲ့တော့ give and take ဆိုမရှိဘူးအဲ့နေ့ချက်နောက်၃ချက်ကအချက်မှာ respect ဆိုတာရှိတယ် အချို့မင်းကလေးရှိရကွာဘဲကိုအရင်ဆိုးလို့ရနေတာမျိုးဆိုးတယ်ကွာလူကြောက်လူကြားထဲမှာဟောအဲ့မှာကိုပဖြစ်တယ်ညာပြတယ်ထူရိုက်နှက်ပြီးတော့ဖြစ်လာအရင်အောက်တယ်နော်ဘဲရအဲ့ကျင်တခြားအောင်တော့မပြောဖီရှိမှာအဲ့လိုမျိုးဘဲတပွေလို့လာလောတီဘဲဘာလဲတဲ့မှာဟွန်းဒီဆိုးကဘာလဲကလေးကလာနေအဲ့လိုမျိုးဖြစ်မှာကွာအရင်အောက်တယ်အရင်အောက်တယ်နောက်တော့ဘာလဲဆိုဟို respect ဆိုကိုဘဲကိုနိုင်လို့ရတယ်လူကြောက်လူကြားမနိုင်ရအဲ့လုံးဝမကောင်း သူတငယ်ချင်းတွေရှိမှာထူးထမြင့်กว่าဟိုဘယ်လိုပြောမလဲကိုနဲ့ကိုပဝင်းရဲ့အတိုင်းဝိုင်းกว่าဒဇိန်လူတွေရှိမှာဥမာလမ်းလျှောက်သွားတယ်กว่าဒဇိန်လူတွေရှိမှာနန်းလဲတာတော့ပြန်တွေ့ရမယ့်လူတွေမဟုတ်ကြာဒါပေမဲ့ကိုပဝင်းရဲ့သူ့ပဝင်းရဲ့မှာသွားပြီးနိုင်ပြအောင်မျိုးလုံးဝမလုပ်နဲ့ကိုပဲအရန်တိတ်ခါကြာအဲ့လိုกว่าကိုရဲ့တက်ဆိုင်သူတိတ်ခါကြာသွားပြီဆိုကိုရောတိတ်ခါတက်မယ်လို့ထင်လို့လားဘယ်တော့မှမတက်ဘူးဟာဒီစော်ဘာကြီးလဲလို့အဲ့လိုမျိုးထင်အောင်မြင်ဘူးလေတချို့မင်းမာတယ်အရန်ကွာကိုပဲလို့ဆိုလို့ရှိရင်အရန်ကိုနိုင်ပြီးတော့ကြမ်းကြမ်းနဲ့နဲ့ပြောတာကွာချက်တူနော်အင်က အိမ်ပေါ်ခိုင်းစီမဟုတ်ဘူးအဲ့တော့ respect ဆိုရရှိတယ်ကိုယ် respect ထားစီချင်းသူ့လည်း respect ထားမယ်အဲ့လိုဘယ်တော့မှမလုပ်နဲ့နောက်ကွယ်ရမှာပြောတာပြောနိုင်လို့ရနေရဆိုလို့ရှိရင်နောက်ကွယ်ရမှာနိုင်အဲ့ပြဿနာမရှိဘူးအာ screen တိုင်းအောင်ဖြစ်သွားတယ်အင်းအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့အမ်ကျမယုံကြည်မှုဆိုတာရှိတယ်။ဟိုပြဿနာတခုဖြစ်လာပြီ။ဒီစိမ့်တယောက်ကလာပြီးပြောနေဘယ်ဟောကဘယ်လိုလဲတွေးလိုက်။မေးပါကိုဘယ်ဟုတ်လား။ လောကယုံကြည်လို့ရတယ်လူဖြစ်ရမယ်ကွာတိလား तू ကပြောတယ်ဒါကဒီလိုပါဆိုလို့ရှင်အဲ तू ပြောတဲ့စကားကိုအကျွဲမဲ့ယုံတကယ်လို့အဲ့လိုမျိုးလောကယုံလို့မရဘူးဆိုလို့ရှင်အဲ့ဒါချစ်သူမဟုတ်ဘူးကြီးသားပဲဖြစ်နေမယ်ကြီးသားဘယ်တော့မှချစ်သူဖြစ်လာမှာမဟုတ်ဘူးဟုတ်ကြီးသားချစ်သူတော့ဖြစ်လာနိုင်တော့ဗောလေနော်ဒါပေမဲ့ဟိုကြီးသားအနေနဲ့ပဲနေမယ်ဆိုလို့ရှင်ဘယ်တော့မှချစ်သူဖြစ်လာမှာမဟုတ်ကြီးသားနဲ့ချစ်သူဆိုတာအများကြီးကွာမှရှိဟုတ်ကဲ့အမ်နောက်တစ်ခါအချက်မှနားလည်မှုဆိုတာရှိတယ် ။ तू ကို့ဘလောက်ချစ်နေနေကွာတရားကိစ္စတချို့တလေမှာအခက်မသိလို့ဖြစ်သွားတာမျိုးရှင် तू လှုပ်ရှားလေးရှိနေတာမျိုးရှင်။ဒါပေမဲ့ဒါရီတရားလုံးမဟုတ်ဘူးတရားလုံးမဟုတ်ဘူးကွာဥမာဟိုတပတ်လုံးနေမှာကို့နည်းနည်းလေးကအချိန်မပေးနိုင်တာမျိုးဆိုတော့ဒါလွန်တယ်ကွာ။အဲ့လိုမှမဟုတ်ဘဲနဲ့ဥမာဖုန်းလေးမအားတာမျိုး तू आ तू တငင်ချင်းနဲ့ပြောတာပြင်ပြင်မယ်အလုပ်ကိစ္စပြောတာပြင်မယ်တာဟုကပြဿနာကြီးရင်း quality ရှာနေလို့ရှိရင်အဲ့ဒီ relationship ကဘရောမှမအေးချမ်းအောင်အဆင်မပြေအဲ့နားလည်မှုလေးနဲ့ထားပြီးဟုတ်ပြီနောက်တစ်ခုကဘာလဲဆိုတော့အချက်မှအဆင်တန်းနေမရှိဘူး စပြီးတော့ကွာတယောက်နဲ့တယောက်ဟိုဒီလူကလက်တွဲတော့မယ်လို့စဉ်းစားတဲ့အချိန်မှာသူ့အဆင့်အတန်းသူ့တိုင်းဝိုင်းကို့အဆင့်အတန်းကို့အတိုင်းဝိုင်းဒါတွေကိုထဲထွက်လုံနိုင်လားလို့စဉ်းစားမယ်ဒီကသူ့ကိုကို့ပတ်ဝန်းကျင်နဲ့ဆွဲခေါ်ဆွဲခေါ်လို့မလာနိုင်ဘူး तू ကလာလို့အဆင်မပြေဘူး तू ပတ်ဝန်းကျင်နဲ့ဝင်ဝင်နိုင်ရမယ်အဲ့လိုမှမဝင်နိုင်ဘူးဆိုလို့ရှိရင်အစတည်းရွေးချယ်ရောမတင်ဘူးအဲ့ဒါကိုကိုယ်တိုင်ညံ့လို့နောက်တစ်ခုကအချက်မှအဆုံးမရှိဘူးကွာ ဆုံးမရှိဘူးဆိုတာဘယ်လိုသဘောလဲဆိုတော့တနေ့နေ့သူငါ့ကိုထားဝိုင်းရင်တနေ့နေ့သူငါ့ကိုဖျက်သွားရင်ဆိုပြီးတော့တွေးကြောက်နေလို့မဖြစ်ဘူးနော်အရာအားလုံးကပုံမှန်ပုံမှန်ပဲသွားမှာတချို့တွေပြောတာကွာကြားဘူးလေ relationship ဆိုတာဟာတဲကိုလက်ထဲစုပ်ကင်တာရတယ်တူတယ်အရင်စုပ်လိုက်ရင်အများကြီးကြာသွားတယ်ဟိုဟာဝါလို့ရှိရင်လည်းလက်ကြားရဲ့နေကြာသွားတယ်အဲ့လို့ဆိုတော့ဒါကဟိုဖွားဖွားလေးရဲ့တကယ်တည်းချာချာကင်တာလည်းမှအဆင်ပြေတာကွာအဲ့တော့ဘာလဲဆိုတော့အချက်မှဟို အဆုံးရှိဆုံးရှိသူတနေ့ငေါထားဝမ်းဆိုပြီးဘယ်တော့မှကြောက်မနေနဲ့ဟုတ်လားထားဝမ်းလို့ရှိရင်သူဆိုင်ခဲ့ဘူးသူတယောက်ပဲဖြစ်နေမယ်လက်တွဲပုံမဟုတ်ဘူးချစ်သူမဟုတ်ဘူးနောက်တစ်ခုကအချက်မှအချက်တရားဆိုတာမရှိဘူးကွာဟိုဘေးလူတွေဘေးလူတွေတင်တချို့တွေဆိုရှိရကွာပွဲရမှသာဟိုဘလောက်ပဲကျင်တာပြနေဘလောက်ပဲချစ်ပြနေနေကွာလူတွေရှိရောက်လို့ရှိရင်ယုံကြည်နေထိုင်နေတယ်လူတွေရှိရောက်မချစ်သူလို့နေပြတယ်အဲ့ဒါလုံးဝမဖြစ်တယ်ဘူးကိုချစ်သူပါကိုပုံ တစ်မျိုးထင်ပါတယ်သူက main ကလေးတွေ ID နဲ့ထိုင်နေအဆင်မပြေဘူးပြီးတော့ဟိုကပဝင်းချင်မှာ तू ကငါ့ကိုအရန်ချစ်ရတာပါဆိုလဲပုံစံမျိုးရအောင်ဘယ်တော့မှမလုပ်ဘူးဘယ်တော့မှမစူးစမ်းနဲ့အဲ့ဒါအရန်အနေများတယ်အဲ့ဒီကအဲ့တော့ဘာပဲပြောပဝင်းကျင်ရလူတွေကိုကိုတို့ဘလောက်ချစ်ကြောင်သိအောင်လုပ်ပြရမယ်အဲ့ဒါအဲ့ဒါမှအဆင်ပြေတာကွာပဝင်းကျင်ဆိုတာအပေါ်စုဘာမှရှက်စရာမလိုဘူးနော် နောက်တစ်ခုကအာအချက်မှာမိမယောက်ျားခွဲခြားမှုမရှိဘူးကောမိမယောက်ျားခွဲခြားမှုမရှိဘူးဆိုတာဘယ်လိုလဲဆိုတော့ကို main ကလေးမှုလို့ဟိုတူကောသူအိတ်တွေထုတ်ပိုးတွေမနိုင်မင်းတယ်လားကိုက main ကလေးမှုလို့ဒါမျိုးတွေတယ်ပေးကြမလို့အိတ်တယ်ယောက်ျားလေးလို့ဆိုရှင်အဲ့ဒါအရင်မှနေဘဲဘဲနေဖြတ်လိုက်တော့ပြိုကြီးကလှုပ်လိုက်တော့အသေးကြအဲ့လိုဆိုအချက်မှာအဲ့လိုမျိုးယောက်ျားလေး main ကလေးမရှိဘူးအာကိုက main ကလေးမှုလို့လက်မကမ်းပါဘူးမနမ်းပါဘူးအဲ့လိုမျိုး ထားနေလို့ရှင်အဘလုံးကအဆင်မပြေကွာယောက်ျားလေးတွေဒီတစ်ခါတလေ main ကလေးကစာပြီးတော့ဟိုဟိုလက်လေးကင်လိုက်တာမျိုးပါလေးကိုခက်ပွားပွားနမ်းလိုက်တာမျိုးအခုမှအင်းလေးပြက်နေရမယ့်ခေးဆောင်မျိုးပြောတာမဟုတ်ဘူးနော်အဲ့လိုမျိုးလောက်လိုက်တာမျိုးယောက်ျားလေးရဲ့သဘောကြတယ်သူတို့စိတ်ထဲမှာလည်းသူတို့ကိုလိုချင်နေဆိုတာကွာဖြစ်စီလူတယောက်ကလိုချင်ခံရတာအရန်ကောင်းပါလေကိုလည်းလိုချင်ခံရလို့ရှင်တကယ်ပြောတယ်မလားအဲ့လိုသူလည်းပဲသူလည်းလိုချင်ခံနေမှာပဲအဲ့တော့ကိုကသူ့ကိုလိုအပ်တယ်သူကကိုကသူ့ကိုလိုချင်တယ်ဆိုတာမျိုးကိုသူသိအောင်ပြရမယ် အန်အန်ရှက်စရာမဟုတ်ဘူးနောက်တစ်ခုကဟိုခွင်းလွတ်ပေးဖို့ခွင်းလွတ်ပေးဖို့နောက်ဆုံးအချက်နေတယ်ဟိုလူဆိုတာကွာတစ်ခါတလေမှမှားတယ်တယ်မှားတယ်တယ်ဆိုတော့ तू ကမှားပါတယ်ဆိုပြီးတော့ဟိုတောင်းမယ်လေကွာဘယ်မှာ तू မှားပါပါတယ် तू ဒါမျိုး तू လုပ်လိုက်တယ် तू မှားပါပါတယ်မျိုးတကယ်ကိုတိတိကျကျတောင်းမယ်တဲ့အချိန်မျိုးမှာကိုကနောက်ဘက်မှာအနာဟောင်းကိုပြန်ဆွတယ်လို့မျိုးดาวเว่ทักกะทักกะပြောပြီးညင်လေးညင်ดาวလောက်ခဲ့တာလीဒီလိုမျိုးလीအဲ့မျိုးทักกะทักกะပြောပြီးတော့ အနာဟောက်ပြန်ဆောင်ရမ်းဖြစ်နေလို့ဘလို့မှမသိတော့အဲ့ဒါအဖူးထည်တွေပဲဖြစ်လာလိမ့်မယ် relationship မှာအဲ့တော့လူတိုင်းက second chance နဲ့ထိုက်တန်ပါလေပေးလိုက်ပါဟိုနောက်လေအဲ့လိုမျိုးအရင်ထက်ပြီးတော့သူ့ညှင်းပန်းနှိမ့်ဆက်နေတာမျိုးတွေမလုပ်သင့်ဘူးပေါ့နော်ဒီကစဉ်းစားကြည့်ကွာကိုမားပါတယ်လို့ပြောရတာမှာကိုဒီအဖြစ်ပဲထက်ကနေကပြောနေဘလို့စိတ်ဆင်းရဲဖို့ကောင်းတယ်ဟုတ်တယ်မလားအဲ့တော့နောက်ဆိုလို့ရှိရင်ကိုနဲ့နေရမှာကြောက်သွားတယ်ဆိုတော့ကိုနဲ့အတူရှိရမှာတဲ့ကိုနဲ့တွေ့ရမှာဘလန့်နေတာလန့်နေပါလေဆိုတာမျိုးတွေ ဖြစ်သွားလိမ့်မယ်။အဲ့တော့အန်နေအဖြစ်မခံပါနဲ့။အဲ့ main ကလေးအနေနဲ့သိရအောင်ကတခါလေးရှာ over sensitive မဖြစ်ဖို့လည်းလိုတယ်။ကိုယ့်ချက်သူကကိုယ်စကားလေးတခုပြောလိုက်တာနဲ့ကိုယ်ထားပြီးတော့ဟာနင်ငါ့ကိုဒီလိုပြောကြလားဆိုတာဒါမျိုးမျိုးဖြစ်ဖို့လိုတယ်။အဲ့လိုဆိုဟင်းဘယ်တော့မှတခါလေးမှစိတ်ဆိုးလို့ဖြစ်တာမျိုးလေးတခါတလေမှာကအခမ်းမသိလို့ဖြစ်တာမျိုးလေးဒါရရင်ညှိယူရမှာပေါ့နော်။ဟိုဘလောက်ပဲချစ်ချစ်ပြဿနာဆိုတာရှိတယ်။ဒါလေးကြရင်နှိရှိလာများနှိရှိလာများမဟုတ်ဘူးနော်။လာနဲ့ချီပြီးတော့တက်တဲ့ တင်းလာတက်တဲ့အချိန်မျိုးရှိဒါမျိုးတွေကိုဖြစ်တဲ့အချိန်မှာရှုံးမပေးဖို့ပဲလိုတယ်။အဲဒီချိန်ကပြန်စင်ပြေသွားမှာပဲ။ဟိုပြောချင်တဲ့သဘောတော့ဟိုဖင်းရဖီးပဲနေကြမှာဆိုပြဿနာတစ်ခုဖြစ်ပူတယ်။အဲဘာဖြစ်ဘူးကလဲဆိုတော့ဖီးပဲရပြီးပြောတာကားဖြစ်ပြီးမှမဟုတ်။ကားမောင်းတာအရန်ဟိုဘယ်လိုပြောမလဲ။အရန်ကလတ်တယ်ပေါ့ကွာ။ဟိုငုံနိုင်ဖို့ဝင်နိုင်ဖို့တွေ့လာအဲ့လိုမျိုးဖြစ်တယ်ပေါ့။အဲ့လိုပြောတဲ့အချိန်မှာ तू ကပြောနောက်ဆိုလို့ရှိရင်တူဝဲမောင်းတော့မယ်။ तू ကတော့ ဖိတ်ပူလို့ပြောတာကွာသိလားသူကတော့ဟိုဖီးကားမောင်းလိုက်ကြတယ်တခုခုဖြစ်သွားမှာငါးကောင်မှလေးတခုခုဖြစ်သွားမှာဆိုလို့ဆိုပြီးသူကပြောဖီးကလည်းအဲ့ဒါကိုမသိဘူးမဟုတ်ဘူးသိတယ်ဒါပေမဲ့ဘာလဲဆိုဖီးကနောက်လိုက်နေတာနောက်လိုက်မယ်ဘလို့နောက်လိုက်မယ်သူကနောက်ဆိုသူပဲမောင်းတော့မယ်ဆိုတဲ့အချိန်မှာဖီးကနောက်လိုက်တာအမလေးပိုတောင်ဆိုးမယ်ဆိုဒါပေမဲ့အဲ့စကားလေးတခုကအယမ်းကို effect ဖြစ်သွားတယ်သူစိတ်ထဲမှာကွာငါစေတနာကိုစော်ကားတယ်ဆိုတာမျိုးဖြစ်တာအဲ့တော့တခါတလေမှစဉ်းစားတော့ကိုယ်ကိုနှိမ်တာမဟုတ်ဘူးကိုယ့်ကိုချိုးနေပြီးပြောတာမဟုတ်ဘူးစေတနာနဲ့ပြောတာ ကိုတခုခုဖြစ်မှာဆိုလို့စေနာနဲ့ပြောတာအဲ့ဒါမျိုး Google လမ်းမတိုက်ပါနဲ့ဟုတ်လားအဲ့လိုကအဲ့ပြဿနာဆိုရှင်ဖီလိုလိုလာနေချီပြီးတော့တော်တော်ကြာခဲ့တော်တော်လေးရှင်းယူလိုက်ရတယ်ဟွန်းဒါဖြစ်တဲ့မဖြစ်တဲ့ဘွာအဲ့မှာဖြစ်တဲ့မြေတိုက်လို့ဖြစ်တာမျိုးမဟုတ်ဘူးကွာပြဿနာစကားလေးတခုမှားသွားတာကွာဟုတ်လားဒါပေမဲ့ အဲ့လိုမျိုးဖြစ်တတ်တယ်ဆိုတော့ပြောပြပါဒီဗီဒီယိုကနည်းနည်းတော့ရှည်တယ်အခုဟိုတေချာကြည့်ပေးတယ်ဆိုလို့ရှိရင်ကျေးဇူးလည်းတင်တယ်ဒီ face လေးတွေကတိသားတင်တယ်လို့ထင်တာ main ကလေးလည်းရန် sensitive မဖြစ်ပါနဲ့ဟို main မဆိုတဲ့သဘောကတော့ကွာဟိုနည်းနည်းကိုချက်စုံနဲ့ပတ်သက်ကြီးကြတယ်ခလေးစံနေပဲမှာဒါမှမဟုတ်တစ်ခါတလေမှလည်းလူကြီးစံမှုလို့ရအများန်းစိုးနေလေဟိုအဆင်မပြေဘူး ယောက်ျားလေးကြီးလည်းကလေးဆန်ကျင်ကြတယ်တခါတလေမှာသူတို့လည်းကလေးလိုဆိုးကျင်တယ်အဲ့လိုဆိုးကျင်တဲ့အချိန်မျိုးမှာကိုကလူကြီးဆန်နေပေးဖို့လိုတယ်ဟုတ်တကယ်လူကြီးဆန်နေပေးဖို့ပြောတော့နားလေပေးဖို့ပြောတာဟုတ်လားလူကြီးဆန်နေဆိုတော့တကယ်လူကြီးလိုလုံနိုင်ကန်တယ်အဲ့လိုရှိရမယ်အဲ့လိုမပြောဘူးနော်နားလေပေးဖို့ပဲပြောတာအဲ့လိုဆိုတော့အမ်ဒါပဲပေါ့ဟုတ်တယ်မှာကြည်ပေးတာကျေးဇူးတင်ပါတယ်ဟုတ်ဘယ်လိုပြောအထောက်အကူတော့ဖြစ်ပါပါ